ဘယ်လာယူအဆိုတော်အမျိုးသမီးမြန်မာနိုင်ငံကကြားပြန့်တွေစီမှာတပ်ဖြတ်ခံရပြီးကိုဝင်ကအစိပ်ပိုင်းတွေရောင်းစားခံရဖြစ်စဉ်ကတော့2025အောက်တိုဘာလ16ရက်နေ့ကဖြစ်ပါတယ်ဘယ်လာယူနိုင်ငံသူအဆိုတော်ဘီယာဆိုတဲ့အမျိုးသမီးတဦးကိုထိုင်းနိုင်ငံကနေတဆင်မြန်မာနိုင်ငံကိုလိမ့်လေခေါ်ဆောင်ခံရပြီးကြားပြန့်လောက်ကန်ခိုင်းစေရမှာအဆိုပါအမျိုးသမီးတပ်ဖြတ်ခံလိုက်ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ် ူမကိုတတ်ဖြတ်ပြီးရဲ့နောက်သူမရဲ့ကိုရင်ခါစိတ်ပိုင်းတွေကိုရောင်းချလိုက်ပြီးဖြစ်ကမိတချို့လိုက်ပြီးလို့မိသားစုထံကို အမိမသိသူတွေကဆက်သွယ်အကြောင်းကြားလိုက်တယ်လို့ဆိုပါတယ်။သူမဟာဘယ်လာယူတပွင့်တချင်းဆိုပြန်ဝဲဝင်ဟောင်းတယောက်ဖြစ်ပြီးထိုင်းနိုင်ငံမှာသူမရဲ့မော်ဒယ်အလုပ်ကိုအောင်မြင်အောင်လုပ်ဆောင်ဖို့ဆိုပြီးတော့ဘန်ကောက်မှာအင်တာဗျူးဖြေဆိုပြီးနောက်မြန်မာနိုင်ငံကိုလိန်လေခေါ်ဆောင်ခံခဲ့ရတာပဲဖြစ်ပါတယ်။အဲဒီနောက်သူမဟာ ချမ်းသာတဲ့သူတွေကိုပြစ်မှတ်ထားပြီးလိန်လေတာတွေလှုပ်ဆောင်ခံခဲ့ရတယ်လို့လည်းသတင်းတွေမှာဖော်ပြလာပါတယ်။အသက်26နှစ်ရှိနေပြီဖြစ်တဲ့သူမဟာထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံထဲကိုစက်တင်ဘာ12ရက်လောက်ကဖြတ်တန်းသွားတယ်လို့ယူဆရပြီးအောက်တိုဘာအစောပိုင်းမှာပဲသူမတည်ဆုံနေဆိုပြီးသတင်းစကားရရှိခဲ့တာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာတရုတ်တွေဦးစီးတဲ့ကြားပြန်စင်တာတွေဟာလက်နက်ကင်တွေကကောက်ွယ်ပေးထားပြီးလူထောင်ပေါင်းများစွာကျုံ့ပြခံနေရတယ်လို့သတင်းတွေမှာလည်း ဖော်ပြကြပါရယ်